ဆိုတဲ့စကလုံးဟာပါဠိနာမဆိုတဲ့ဝေါ်ဟာရကိုမြန်မာမှုပြုထားတာဖြစ်တယ်အတိဘေကအာယုံရှိရာတို့ညွကိုင်းခြင်းတို့အတိဘေရှိတယ်မှန်ပါဗျာအာယုံဘက်ကိုဥလဲ့ပြီးတော့နေတတ်တယ်ဒါကြောင့်မလို့နာမဆိုတဲ့အမည်ပြည့်ညတ်တင်ပြီးတော့ဒီသဘာဝတရားတွေကို ဖော်ထားတာ နာမနံလို့ဆိုရက်ဒီစကားလုံးကိုအင်္ဂလိပ်လိုပြန်လို့ရှင်တော့ mind လို့ပြန်လိုက်လို့ရှင်တမာအပြင်ခြုံငုံမိမယ်လို့ဆိုဆိုနိုင်ပါလေ mind and body ပေါ့ယုတ်ခန္ဓာကိုယ်ကြီးကို body လို့ပြန်ပြီးတော့အသိစိတ်ကို mind လို့ပြောမယ်ဆိုလို့ရှင်ဒီကနေ့ခေတ်မှာအသုံးပြုနေတဲ့ mind body ဆိုတာ ခြုံပြီးငုံပြီးပြီးတော့သွားမှာသို့တော့မိုင်းလို့ဆိုတဲ့အရာမှာဘုရားမြတ်စွာကနှမျိုးထပ်ပြီးတော့ခွဲထားတယ်နာမလို့ဆိုတဲ့ဟာကိုခွဲစိတ်လိုက်တဲ့အခါမှာစိတ်ရယ်စေတသိက်ရယ်လို့နှမျိုးခွဲလိုက်တယ်မှန်ပါပါခင်ဗျစိတ်ဆိုတာကလည်း ပါဠိစကားစိတ်တဆိုတဲ့စကားလုံးကတောင်းမှုတစ်လုံးကိုဖြောက်ပြီးတော့စိတ်လို့ညမလူမျိုးတွေကအသုံးပြုကြတယ်ဘာသာမပြန်မဲနဲ့စိတ်တစိတ်လို့ဒီလိုပါဠိစကားလုံးကိုပဲညမမှုပြုပြီးတော့သုံးလာခဲ့တာရှေးရခင်ကလေးကရှင်းမြန်မာလူကြီးတွေဗိဓမာကိုသင်ကြားတဲ့အခါမှာစိတ်တစိတ်လို့ပဲလွယ်လွယ်ကူကူ တလုံးထဲနဲ့မှတ်လို့လွယ်အောင်ဒီကနေ့ခေတ်မြန်မာလူမျိုးတိုင်းဟာစိတ်ဆိုတာကိုတော့သိနေကြပြီမြန်မာစကားလုံးလို့ဖြစ်နေပြီသို့သောစိတ်ဆိုတာဘာရောလို့မေးမယ်ဆိုရင်တော့ပါဠိဝေါ်ဟာရဖြစ်သည့်အတွက်ကြောင့်ပါဠိအဓိပ္ပာယ်ဖွင့်ဆိုခြင်းနဲ့ပဲမှတ်သားကြရမှာဖြစ်ပါတယ်မှန်လားပါဗျာပါဠိအဓိပ္ပာယ်ဖွင့်ဆိုတာစိတ်ဆိုတဲ့စိတ်တဆိုတဲ့မူရင်းစကားလုံးကိုဘယ်လိုအဓိပ္ပာယ်ဖွင့်လို့ဆိုရင် အာရမဏံစိတ်တိတိတိစိတ်တံအာရမဏအာယုံကိုစိတ်တိတိဉ္စီတတိတဤဣတိတသမာထိုကြောင့်စိတ်တံစိတ်တမြည်အာယုံကိုတိတဉ္စီတတိတသောကြောင့်စိတ်ဆိုတာကအာယုံကိုရယူတတ်တဲ့သဘောလေးကိုပြောတာကဲဒီတော့ စိတ်เจ้าကိုသိခြင်းလို့ရှင်အာယုံဆိုတာဘာလဲဆိုတာလည်းသိဖို့လိုလာတယ်เนาะမှန်ပါပါဘုရားအဲ့ဒီဒါကိုမပြောခင်နာမ်เจ้าလေးကိုနည်းနည်းပြောမယ်ဆိုလို့ရှင်နာမဆိုတဲ့စကားလုံးနာမ်လို့ခေါ်ရတာဟာဒီစိတ်ရဲ့စေတသိက်ရဲ့နှစ်ခုပေါင်းထားတာမှန်ပါပါဘုရားစိတ်ဆိုတာအာယုံကိုသိတတ်တဲ့သဘောအာယုံကိုရယူတတ်တဲ့သဘောကိုစိတ် ဒါဖြင့်စေရသိက်ဆိုတာကြတော့ဘာကိုခေါ်တာတုံးလို့ဆိုတော့စေတသိဘဝံစေရသိကံစိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့အရာကိုစေတသိက်လို့ခေါ်တာဟုတ်ပါစိတ်မပါဘဲနဲ့စေရသိက်ဆိုတာဖြစ်လို့မရဘူးဒါကြောင့်မို့စေတသိဘဝံစေရသိကံစေရသိက်နဲ့စပ်ပြီးမှဖြစ်လို့ရတဲ့သဘာဝတရားတွေလို့ အဲ့ဒီစိတ်စရတဲ့နှစ်ရပေါင်းဆက်ပြီးတော့နံဆိုတဲ့ဝဟာရကိုသုံးတာဒါကြောင့်မို့ကမ္မထာယိတ်တာဒီမှာပြောတယ်လေလူဆိုတာယုံနဲ့နံနှစ်ပါးပဲရှိတယ်ယုံနံနှစ်ပါးယုံနံနှစ်ပါးနဲ့ပြောကြတယ်ဟုတ်ကဲ့မှန်ပါပါဗျာယုတ်ဆိုတာကိုမနေ့ကရှင်းပြောခဲ့ပြီးပြီးနှစ်ရရှင်းဟောခဲ့ပြီးပြီးနံဆိုတာဘာဘာလိမ့်ဆိုရင်အာယုံကိုတိတက်ညွတ်တတ်တယ် အဲ့တော့အယုံကိုတိတဲ့ညွတ်တက်တဲ့အရာတွေကဘာတွေတုံးဆိုစိတ်နဲ့စေတသိက်တဲ့အဘိဓမ္မာမှာစိတ်ကို80နဲ့9မျိုးခွဲခြားထားတယ်အဲ့တော့ဒီလောက်များတဲ့စိတ်တွေငါဘယ်လိုလုပ်မှတ်ရပါမလဲလို့မတွေးပါနဲ့เนาะမှန်ပါဗျကုသနာမှာရှိတဲ့စိတ်တွေကိုမြတ်စွာဘုရားကအဘိဓမ္မာမှာခွဲခြားပြထားတာ အခြေအနေတခုကြည့်ပြီးတော့အမျိုးအစားပေါင်း89မျိုးလို့ဒီလိုခွဲထားတယ်ဟုတ်ကဲ့လားမှန်ပါဗျာစေတသိက်ကြတော့92မျိုးလို့ဒီလိုခွဲထားတယ်အဲ့ဒီစိတ်နဲ့စေတသိက်အသေးစိတ် တွေကိုဘုန်းကြီးတို့ခန္ဓာကိုယ်ထဲတွေးရှိအောင်တစ်ခုစီတစ်ခုစီဘုန်းကြီးတို့လေ့လာကြရမှာဖြစ်ပါတယ်เนาะမှန်ပါဗျာ အခုစိတ်စရသိနှစ်ခုကို ပေါင်းပြီးတော့ဒီကနေ့နန်အကြောင်းကိုလေ့လာတာဖြစ်တော့နန်တရားတွေကဘယ်လိုဖြစ်လာပြီးတော့ဘယ်လိုပေါ်လာကြဘာကြောင့်ဖြစ်ပေါ်လာကြသလဲဆိုတာကိုလေ့လာသိရှိဖို့လိုအပ်တယ်ရုပ်အကြောင်းကိုတော့မနေ့ကလေ့လာခဲ့ပြီလူဘဝစတင်တာကလလာရည်ကြီးလေးကစပြီးတော့ရုပ်ပေါင်းဘလောင်းနဲ့ဖွဲ့စည်းလာခဲ့တာလူသားပြည်ပြည်ပြင်းဖြစ်လာလို့ဒီကနေ့ကိုရရှိထားတဲ့ခန္ဓာကိုယ်မှာဘာတွေ နဲ့ဖွဲ့စည်းထားတယ်လဲဆိုတာမင်းကအသေးစိတ်ပြောထားပြီးပြီရုပ်အကြောင်းကိုကြားပြီးကြားပြီအခုဒီကနေ့နန်းဆိုတာကိုခြုံငုံပြီးတော့ပြောမယ်နောက်လာမယ့်ရက်ဒီ25ရက်ကနေပြီးတော့26ရက်နေ့ကျတော့စိတ်အကြောင်းတို့စေတသိက်အကြောင်းတို့အဲ့ဒါတွေကပိုပြီးတော့အရေးကြီးတယ်မဖြစ်လို့တော့ဆိုတော့လူတွေကနေ့စဉ်ရှုပ် လှုပ်ရှားသွားလာဆောင်ရွက်နေကြတဲ့အခါမှာဟောဒီစိတ်စေတသိက်တည်းရဲ့ဖြစ်ပေါ်လာတဲ့စွာအားတိုင်းလူတွေကလှုပ်ရှားသွားလာနေကြတာဖြစ်တော့ကိုယ်တန်တမှာဖြစ်နေတဲ့အရာတွေကို ကိုသိဖို့မလိုဘူးလားလိုပါတယ်ဗျာအေးတိတ်လို့တာပေါ့အပြစ်ကင်းတဲ့သဘောလားအပြစ်မကင်းတဲ့သဘောလားကိုယ်စိတ်ထဲမှာဖြစ်တာတိုင်းပဲကောင်းတာဖြစ်တယ်လို့မကောင်းတာလည်းဖြစ်တယ်ဆိုတာတွေကိုအသေးစိတ်လေ့လာပြီးဒါဖြင့်မကောင်းတာတွေဖြစ်လာလို့ရှိရင် ဘလို့တားဆီးရမလဲကောင်းတာတွေဖြစ်လာလို့ရှင်ထပ်ဖြစ်အောင်ဘလို့လုံးအောင်မလဲဆိုတာဒါတွေသိသိသိတိုက်တဲ့ဟာတွေပဲပေါ့နော်မှန်လားပါဘုရားဒီတဘာဝတရားတွေအားလုံးဟာအပြီးတော့ခုနှစ်ကျမ်းမှာဘုရားဟောထားတယ်လို့ဆိုတာစာအုပ်ထဲကတွေးပြီးတော့ကြည့်ရမယ့်ဟာတွေမဟုတ်ဘူးကိုယ်တဏ္ဍာမှာ ရှိတာတွေကိုဟောထားတယ်ရှိနေတာနဲ့ရှိနိုင်တာဒီနှမျိုးတော့ရှိတာပေါ့နော်မှန်လားပါဘုရား ခန္ဓာကိုယ်ထဲမှာရှိနေတဲ့အရာနဲ့ရှိနိုင်တာတွေကိုမြတ်စွာဘုရားက ခွဲပြီးတော့ဟောကြားထားတယ်ဒီ